လက်ဖက်တလုံးဝဲဖို့အတွက်ဘာတွေလိုရလဲ အားလုံးမင်္ဂလာပါရှင်တက်နိုလန်ကနေပြီးတော့အပတ်စဉ်တင်ဆက်ပေးနေတဲ့တက်နိုဟက်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့မူက knowledge sharing အနေနဲ့ပြပြပေးသွားမယ် topic လေးကကြတော့ laptop တစ်လုံးွယ်ရုံးမယ်ဆိုရင်တိထားဖို့ဘာလေးတွေလိုအပ်မလဲဘယ်အချက်တွေကအရေးကြီးလဲဆိုတာကိုရိုးရိုးရှင်းရှင်းလေးပဲပြပြပေးသွားမှာဖြစ်ပါရှင်ပထမဆုံးအနေနဲ့ကိုကဘာတွေသုံးချင်တာလဲ budget block ပေါ်မူတည်ပြီးတော့လည်းရွေးချယ်လို့ရတယ်ဥပမာ game show ဖို့အတွက်လားအဲ video edit တွေလုပ်မှာလားဒီဇိုင်းတွေဆွဲမှာလားပေါ့နော်ဒါမှမဟုတ်ဘူးဆိုရင်လည်းပုံမှန်ရုံးတုံးကြောင်းသုံးလောက်ပဲလားဆိုပြီးတော့ကိုသုံးချင်တဲ့ပုံစံနဲ့စပြီးစဉ်းစားလို့ရမယ်ပေါ့နော်ပြီးရင် CPU processor ဘယ်လောက်ကကြတော့ကိုနဲ့အဆင်ပြေမလဲဆိုတာကိုသိထားရမယ်။ရေဘူးရအဖြစ်မျိုးပေါ်တော့ပုံမှန်ရွရွုံသုံးလောက်ပဲတုံးမယ်ဆိုရင်တော့ CPU အနေနဲ့ဒီ Intel ရဲ့ i3 Ryzen 3လောက်ကနေစပြီးတော့ရွေးချယ်လို့ရတယ်။ဒီလိုမျိုးမဟုတ်ဘဲနဲ့ပေါ်တော့အဲ game တွေတုံးမယ်၊ video edit တွေတုံးမယ်ဆိုရင်တော့ CPU အနေနဲ့ဆိုရင် Intel ရဲ့ i5 Ryzen 5လောက်ကနေစပြီးတော့ရွေးချယ်လို့ရပါတယ်။ RAM နဲ့ SSD ဘိုင်းမှာဆိုရင်တော့အဲတာမန်ရွရွုံပဲပေါ်တော့ Zoom meeting တွေလုပ်မယ်။ online class တွေတက်မယ်ဆိုရင်တော့ RAM ကို 8GB SSD အနေနဲ့512လောက်ကနေစပြီးတော့ရွေးချယ်လို့ရတယ်။အဲ gamer တွေ creator တွေအတွက်တုံးမယ်ဆိုရင်တော့ RAM က 16GB SSC က512ကနေစပြီးတော့9နိုင်9တလောက်ပေါ့နော်တိုးပြီးရွေးချယ်သုံးပြလို့ရပါတယ် နောက်ပြီးကိုက laptop တစ်လုံးဝယ်ပြီးသွားပြီဆိုရင်လည်းရေရှည်တွက်ကြည့်အောင်ပါဆိုတော့ဘယ် brand တွေကဝယ်မှာလဲ Randy ကဘယ်လောက်ပါလဲဆိုတာလည်းအရေးကြီးတဲ့အချက်ထဲမှာပါတယ် gaming ပါအဲ့ဒီ device တော့ကကြတော့လက်ရှိမြန်မာနိုင်ငံရဲ့ဈေးကွက်ထဲမှာပေါ့နော် Asus ရဲ့ ROG Zephyr series ROG Strix series တွေအပြင် Lenovo ရဲ့ Legion Law အစရှိတဲ့ပြင်ဒီ laptop တွေကကြတော့လည်းတန်းတဲ့ထဲထဲမှာပါတယ်ပေါ့နော်ကိုကအဲ့လိုမျိုးမဟုတ်ဘဲနဲ့ပုံမှန်ရိုးရိုးအိမ်သုံးကြောင်းသုံးလောက်ပဲပုံပုံပေါ်ပါသုံးချင်တဲ့သူတွေအတွက်ကကြတော့ Acer, Dell, Lenovo အစရှိတဲ့ပြင်ပေါ့နော်တခြားရွေးချယ်ကြောက်တဲ့ brand တွေလည်းအများကြီးရှိပါတယ် Randy ပိုင်းနဲ့ပတ်သက်လို့ကကြတော့ကိုကအစ်စ်ဝယ်တော့မယ်ဆိုရင်အဲ့ဒါ brand light ပေါ်အောင်မူတည်ပြီးတော့ပေါ့နော် Randy အပြင်တစ်နှစ်နှစ်နှစ်သုံးနှစ်ပေးတာမျိုးကြီးလည်းရှိတယ်။အဲ့လိုမဟုတ်ဘဲနဲ့ကိုကအပြင်ဆိုင်နေမှာပေါ့နော် second laptop ကိုဝယ်မယ်ဆိုရင်တော့အနည်းဆုံးတစ်လ Randy ပေးတဲ့ဆိုင်မျိုးကိုရွေးချယ်ဝယ်ယူတင်ပါတယ်။ မိုးဒီနေ့ပြပြပေးသွားတဲ့အချက်လေးတွေကကြတော့ laptop ဆိုင်မှာပေါ့နော်ကိုယ်က laptop ဝယ်တာမျိုးပဲဖြစ်ဖြစ်အသီးမိတ်ဆွေတွေက laptop လိုချင်လို့ဝယ်ချင်တာမျိုးပဲဖြစ်ဖြစ်ဒီအခြေခံကြတဲ့ knowledge လေးတွေကိုသိထားမယ်ဆိုရင်တော့ laptop ဝယ်တဲ့နေရာမှာအဆင်ပြေပြေနဲ့ဝယ်နိုင်မယ်လို့မူကတော့ထင်ပါတယ်ဒီနေ့လိုမျိုး product review တွေ knowledge sharing topic လေးတွေကိုအမြဲတမ်းမျှဝေပေးနေတဲ့ technolab ရဲ့ facebook page နဲ့ youtube channel technohack ရဲ့ facebook page နဲ့ youtube channel ကို like and follow လေးလုပ်ပေးကြမှုလည်းမမေ့နဲ့နော်နောက်ထပ် video တွေမှာပြန်လည်ဆွေးနွေးကြပါမယ် see you guys လက်ပြတ်တလုံးဝယ်ဖို့အတွက်ဘာတွေလိုအပ်မလဲအော်ကြည့်ရခေါ့လက်ပြတ်တလုံးအော်ခဏနေလိုက် ready မဖြစ်သေးဘူးလက်ပြတ်တလုံးဝယ်ဖို့အတွက်ဘာတွေလိုအပ်မလဲတောင်းတောင်းဖြစ်ပါလက်ပြတ်တလုံးဝယ်ဖို့အတွက်ဘာတွေလိုအပ်မလဲ ်လက်ပ်တော့တလုံးဝယ်ဖို့အတွက်ဘာလိုအပ်လဲโอเคလက်ပ်တော့တလုံးဝယ်ဖို့အတွက်ဘာလိုအပ်လဲโอเคလက်ပ်တော့တလုံးဝယ်ဖို့အတွက်ဘာလိုအပ်လဲလက်ပ်တော့တလုံးဝယ်ဖို့အတွက်ဘာလိုအပ်လဲဝယ်ဖို့အတွက်ဘာလိုအပ်လဲ လက်ပြတ်တလုံးဝဲဖို့အတွက်ဘာတွေလိုရလဲတက်သွားသေးတာလက်ပြတ်တလုံးဝဲဖို့အတွက်ဘာတွေလိုရလဲမိုးဒီနေ့ပြောပြပေးသွားတဲ့အချက်လေးတွေကကြတော့ကိုယ်တိုင် laptop ပဲဝယ်တာပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ရင်တကယ်ချင်းအသိတွေက laptop ဝယ်ချင်တာမျိုးပဲဖြစ်ဖြစ်ဒီအခြေခံကြတဲ့ knowledge လေးတွေကိုသိထားပြီးဆိုရင်တော့ laptop ဝယ်တဲ့နေရာမှာအဆင်ပြေသွားမယ်လို့တော့မိုးကတော့ထင်ပါတယ် မိုးဒီနေပြပြပေးသွားတဲ့အချက်လေးတွေကကြတော့ကိုယ်တိုင်ပဲပေါ့နော် laptop ဆိုင်မှာ laptop ပဲဝယ်ဝယ်ဒါမှမဟုတ်ရင်တငယ်ချင်းအသီးတွေက laptop ဝယ်ချင်တာလည်းဝယ်ဖြစ်ဖြစ်ဒီအခြေခံ knowledge လေးကိုသိထားပြီးဆိုရင်တော့ laptop တစ်လုံးဝယ်ရတဲ့အခါမှာအထောက်အပံ့ဖြစ်သွားမယ်လို့တော့မူကတော့ထင်ပါတယ်